ဲ့နယူနဲ့ပွဲနယူနဲ့ပွဲကိုအန်ဆိုမာရက်စကာကိုဘယ်လိုမြင်လဲလဲနယူနဲ့ပွဲအဲအန်ဆိုမာရက်စကာကျွန်တော်ဟိုဘယ်လိုပြောမလဲကိုလိုင်းကိုလိုင်းကျွန်တော်တို့ဒီပေးမှာပြောလိုက်တော့နည်းနည်းပိုးမြင်သွားဆိုတော့ကျွန်တော်ဒီသူတို့မစ်မှာလုံးဝဘလော့ထားတာကိုကျွန်တော်သတိထားမိရယ်သတိထားမိရယ်သူတို့ဒီဇုံလိုက်ဇုံလိုက်ကိုဘလော့တယ်ဆိုပေမဲ့အဲဇုံမှသူတို့ဒီမစ်ကိုဦးစားပေးပြီးတော့ဘလော့ရပါဘောနယူကာဆယ်ကဒီအာကူမာကူမာရေတို့ ီတိုနာလီတို့မာဖီတို့ဒီကစားသမားတွေဒီဟာဘီဘန်တို့အန်တိုနီကော်ဒွန်ကမှလွတ်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 ထားသေးရဲ့အဲ့လိုမျိုးဟာကိုမှဇုံလိုက်ဇုံလိုက်သူကဘလော့ဘလော့တာပေါ့နော်တခါတလေတော့၅ယောက်တန်းဖြစ်သွားတာမျိုးဒီလီဘရမန်တိုတို့တက်လာတက်လာရင်ပေါ့လေလီဘရမန်တိုကတော့တက်တက်လာလီဘရမန်တိုတို့တက်လာလို့ရင်၅ယောက်တန်း၆ယောက်တန်းအဲ့လိုမျိုးတွေဖြစ်ဖြစ်ပြီးဇုံလိုက်ဇုံလိုက်ဘလော့တဲ့အခါမှာချယ်ဆီက ဟိုအလုံးမဖြစ်တော့ဘူးညာဒီကွင်းလေကွင်းလေဟာဒီလဗျာကဘလို့မဘလို့မပေးတာတခါလေးတော့ဒါတော့မှတခါလေးထွက်ထွက်လာသေးတယ်မပေးတာဟိုဒါဟိုစောစောတွေကမြင်မြင်နေပြင်းတင့်တယ်မြင်တင့်တယ်ကျွန်တော်တို့ဒီဘက်ကပြိသက်တွေကြည်နေတာတော့မြင်နေတဲ့ဟာမျိုးမှာဒီနိဗျအဲဆိုမှလည်းစကားမမြင်ဘူးဆိုတာနည်းနည်းတော့အတိတ်ပြတော့မရှိဘူးပေါ့လေအာမမြင်တာတော့ဟုတ်ချင်မလို့လိမ့်မယ်သူသူ့အနေနဲ့အချိန်တွေတစ်ခုကိုစောင့်ကြည့်နေရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ကတော့နည်းနည်းအဲ့လိုဖြစ်ဖြစ်တွေ့ရပေါ့နော် အာဒါပေမဲ့သူ့ရဲ့နောက်ဒီဒုတိယပိုင်းအချိန်ပြောင်းကတော့လှလှတယ်လို့ပြောအောင်ပေါ့အချိန်ပြောင်းကောင်းတယ်အာသူကောင်းဆက်မမှာပဲနဲ့အလုတ်သိလုတ်တဲ့တာကိုလုတ် လုတ်သွားတယ်ပေါ့နော်အာဒါတော့မှဟိုသင်တော်ကြီးလုံးလုံးဖြစ်ခဲ့ဘူးပေါ့နော်တိုက်စစ်ကအာဒီနက်လက်ဂျက်ဆင်ထွက်သွားတဲ့ပြဿနာပေါ့နော်တကယ်လို့များမထွက်ဘူးဆိုရင်မထွက်ဘူးဆိုရင်အချိန်တစ်ခုခုတော့ပြောင်းသွားမယ်လို့ကျွန်တော်က ထင်ထင်နေတော့မယ်ပေါ့နော်ခုချိန်ထိအာဒီပထမပိုင်းတစ်ပိုင်းလုံးဘာမှမလုပ်နိုင်တာချက်စင်မထုတ်ခင်ရလဲဘာမှမလုပ်နိုင်တာမှန်ပေမဲ့လေအဲဒီတွေ့ရပိုင်းသူအချင်းချောင်းနေလှုပ်ပြီးတော့အာကစားတဲ့အခါမှာကစားသမားတွေရဲ့စိတ်သက်တွေရောပေါ့နော်စိတ်သက်တွေကိုမြင့်လာတယ်အာကစားတာလည်းဒေသသက်ရှိလာတယ်ချစ်ချစ်လေးလေးရှိလာတယ်ပေါ့နော်တကယ် aggressive ဆန်ပို့ပြီးတော့ဆန်းလာတယ်အာအဲ့မှာကျွန်တော်တို့တပည့်တိုက်စစ်မှာတော့အာဘာမှအလုပ်ဖြစ်တာမျိုးမတွေ့တော့ဘူးပေါ့နော်ဒီဘက်ကတိုက်စစ်လုံးဝအာဒီဘယ်လိုပြောမလဲ အာစတရိုက်ကာကမရှိတဲ့ခါတော့အဲဧရိယာပေါက်ထိတ်အဲဒီဧရိယာပေါက်ထဲဒီထဲမှာနေရာယူရကစားသမားတောင်းမှမရှိတော့တောင်းမှမရှိတော့ဒါကိုလည်းကျွန်တော်တို့နီးပြအနေနဲ့ထိုင်ကြည့်နေရတော့နည်းနည်းတော့အတိပ္ပယ်မရှိဘူးအတိပ္ပယ်မရှိဘူးဆိုတာအာပါထိုနက်တိုပဲဖြစ်ဖြစ်ကိုပါမောင်ပဲဖြစ်ဖြစ်ပေါ့ဖော့စ်9ထားမယ်အာဆိုတော့ဒါမျိုးထားပဲဒါမှမဟုတ်လူငယ်တွေကအာ တဲရောက်ပေါ့နော်ဒါမှမဟုတ်အန်ကူကူပေါ့နော်ဒါမျိုးထားလို့တိုက်စစ်မှုတယောက်ကိုပစ်ထည့်လိုက်လို့ရတယ်ဗျာကျွန်တော်တို့ဒါရှုံးနေကြီးမနိုင်မြောင်ရှုံးနေကြီးမဖြစ်မနေတဲရတော့မယ်ချိန်ရောအဲ့လိုမျိုးလုံးတင်နေလို့ကျွန်တော်ကယူဆဒါပေမဲ့သူကမလုံးခဲ့ဘူးပေါ့နော်မလုံးတဲ့ခါတော့ဘာဖြစ်လဲဆိုအေရီယာပေါက်တဲ့ဘာမှမရှိဘူးလေမရှိတဲ့ခါတော့အာဟိုခရော့တွေတင်နေဘယ်ကောင်းမှပိတ်မဲ့လူကမရှိဘူးပိတ်မဲ့လူမရှိဘူးတယ်မလားအဲ့လိုမျိုးဘလုံးဟိုဘယ်လိုမလဲဘလုံးလမ်းကြောင်းပြဖို့ပေါ့နော်ဘလုံးအတက်စစ်မှာထွက်ပြေးဖို့ဘလုံးလမ်းကြောင်းပြဖို့ အာဘယ်သူမှမရှိဘူးနျူကလ িয়ার ချက်စင်ကြီးတုန်းကတော့သူကထွတ်ထွတ်ပြေးတဲ့ပုံစံမျိုးဖြစ်တဲ့ခါတော့နောက်တန်းနေရဒီဒီဆန်နပတ်နျူကဆယ်ဆန်နပတ်နှစ်ယောက်ကအာဘယ်လိုပြောမလဲသတိထားနေရပေါ့နော်အဲဒါပေမဲ့ဒုတိယပိုင်းကတော့သူ့သူဘလောက်ပဲဖိဖိအဲအဲ့နေရနကောဆန်နပတ်နှစ်ယောက်ကအေးစေးစေးဖြစ်သွားတဲ့ပုံစံမျိုးဖြစ်သွားပေါ့အေးစေးပဲသူတို့ဘာမှအထွေထူးထူးအသေးတန်ရှင်းထုတ်လိုက်ရတာမျိုးမရှိဘူးဒီကူကူရလာကန်လိုက်တဲ့တလုံးပဲကိုသူမပုတ်သွားတာကျန်တာ ထူးထူးပြီးမရှိဘူးဒီဂျိန်းဝင်လာတော့ဂျိန်းကောင်းတိုက်သွားတယ်ဒီနှလုံးမဲ့ရှိတယ်ရပြောစရာဆိုတော့အော်တကယ်လို့တိုက်စစ်မှုများပါခဲ့ရင်ဆိုရအတွေ့လို့ရှိပါတိုက်စစ်မှုများရှိသေးရင်တို့ဒီဘွဲမနိုင်တော့မှတည်ရတော့ရနိုင်သေးတယ်ဆိုပြီးတွေးရပါတော့အော်နိဗျာဆိုမာရစ်ကအနေနဲ့ဟိုဘယ်လိုဘယ်လိုပြောမလဲအများကြီးအများကြီးချိန်ပြောင်းလို့ဆရာမလို့ဘယ်နဲ့အာနည်းနည်းတော့ပြောင်းရင်ကိုအဆင်ပြေတဲ့အမျိုးကိုလည်းထိုင်းတော့ကြည့်နေရပါတော့ဆိုတော့အာအပြစ်တော့ မပြောချင်ဘောနော်သူအနေနဲ့ပထမပိုင်းတော့ကျွန်တော်အပြစ်ပြောချင်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့သူလုလုလုတဲ့ကင်တာတွေမှန်သေးတယ်လို့မှန်ခဲ့တယ်လို့ပဲပြောရမှာပေါ့နော်အဓိကတော့အာတိုက်စင်မူဂျက်ဆင်ပေါ့နော်ဂျက်ဆင်ကအာမလုတဲ့မလုထိုက်တာကိုလုလို့မဒီပွဲကတေခံဖြစ်သွားတယ်ပေါ့နော်တေခံဖြစ်သွားတယ်ဘာလို့ဟိုသူအနေနဲ့ဒီဘယ်လိုပြောမလဲပွဲပြီးတဲ့ခါမှာတော့ဒီနီဗျာအန်ဆိုမာရစ်ကလည်းဂျီနိုကလက်ဂျက်ဆင်ကိုတော်တော်တင်းနေတဲ့ပုံပေါက်ပါတယ်စကားပြောတာကဆာတော်တော်မာတယ်ပေါ့နော် အာဒီအရေးကြီးတဲ့အချိန်မှာဒီလိုမျိုးလောက်ရလားဆိုတော့ပုံစံမျိုးတော့တွေ့ရတယ်ဆိုတော့အာဒီပွဲပြီးတဲ့အခါမှာလည်းပြိတ္တတချို့ပေါ့နော်အမြင်ကွဲလဲတာတွေရှိရဲဒီနက်ဂလက်ချက်စင်လောက်တာအဲ့လောက်ကြီးမကြမ်းဘူးဆိုတာမျိုးတချောင်းနဲ့တွေ့တာပဲတခြားဒီဘယ်လိုပြောမလဲတခြားတသမတ်တွေဒီလိုပဲလောက်တာပဲဒီလိုပွဲတွေမှာဒီလိုလောက်ကြတာပဲအဝါပဲပြရဲဆိုရဲအကြောင်းပြောရဲပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ရတယ်ကျွန်တော်ဒီဒိုင်နဲ့တထထဲအမြင်တူရဲပေါ့နော်ဒီကောင် ဟိုဒါရတမအဝါပဲပြတာအနီးမပြသေးဘူးလားဘာကနေပြီးတော့ပြန်ကြည့်ပြီးမှဒီကောဘာကိုပြန်ကြည့်တဲ့အခါမှာလဲဒီကောရွေချက်ရှိရယ်ပြီးလာရရွေချက်ရှိရယ်တချက်လှမ်းကြည့်လိုက်သေးရဗျလှမ်းကြည့်လိုက်ပြီးမှဟိုတတော်အသေးချောင်းအသေးချောင်းပေါက်ထုတ်တာတရားပေါက်ထုတ်တာဒါဟိုဘလူးနေနေမလုံးသိမလုံးထိုက်တဲ့အာအမူအရာဘောင်းလည်းကွန်းတက်ဖြစ်တယ်ဗျဘလူးနေနေကြည့်လိုက်တဲ့အခါမှာတေချာနေပြကွက်မှာပြန်ကြည့်တဲ့အခါမှာလဲအဲ့မှာဘလူးဘလူးပြောမလဲအဲ ွဲကျင်တာဒီကိစ္စသမားပြီးခဲ့တဲ့ပတ်တုန်းကလည်းဒီအခြေခံမပြနိုင်တာတီးလို့မို့နီးပြားထုတ်လိုက်တော့မလိုတဲ့အမှုရာတွေပြတယ်ပေါ့နော်မလိုတဲ့အမှုရာတွေပြတယ်အမှန်တမ်းပြောရင်ဒီအရန်ကြီးငယ်သေးရဆိုတဲ့အကြောင်းပြချက်တော့မပေးချင်ဘူးမပေးချင်ဆိုတော့ဒီကိစ္စသမားတွေကဒီ professional ပေါ်လုံးလောကကိုရောက်ရောက်လာပြီဗျာသူတို့အစဉ်စဉ်ကြော်ဖြတ်ခဲ့ပြီးဒီပီလာရီရဲမှာလည်းတော်တော်ကောင်းကောင်းမွန်ကစားခဲ့ပြီးချက်စီမှာလည်း PK စက်တရာဒီကစားခဲ့ပြီးပြီး ဒါမျိုးအရေးကြီးတဲ့အချိန်မှာဒါမျိုးမလုံးတင်ဘူးဆိုတော့တိကိုတီးတင်တယ်အဲဆိုတော့သူ့အနေနဲ့ဟိုကျွန်တော်ကျွန်တော်မြင်ရဆိုဒီ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 ဘယ်လိုပြောမလဲအတင်းရတယ်တခခုတော့ပြည်တံပေးတင်တယ်လို့ကျွန်တော်ကယူဆရပေါ့အမလေးအဲ့အဲ့မနီယာပွဲစနေတာခုနကကိုလိုင်းမိတာတော့ဟိုနိဗျာန်ဆိုမှာစကောဘယ်လိုမြင်လဲဆိုပရမပိုင်းနဲ့ဒုတိယပိုင်းတော့ခွဲပြောအောင်ပေါ့ပရမပိုင်းကတော့တိတ်ပြီးတော့ဒီနိဗျာန်အနေနဲ့တုံဆိုင်နေရမျိုးတွေတွေ့ရတယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့ ဟိုလူသားလဲလဲဆိုတာအဆော့ဆော့လဲလဲလို့ရတာပဲဟုတ်တယ်မလားကျွန်တော်တက်တက် technical chain တစ်ခုခုလုတ်ချင်နေဆိုရင်နီးပြားတွေတချို့နီးပြားတွေလဲကြတာပဲ modern ho တို့ဒီ quadrangular တို့ဆိုရင်တကယ်7မိနစ်15မိနစ်တို့လုံးမဖြစ်ဘူးဆိုရင် daylight တာမျိုးရှိရဒါမျိုးဟာလေးနောက်ကျသွားတာတော့ကျွန်တော်အပြစ်ပြောချင်တယ်ပေါ့နော်အတုအနေနဲ့အများကြီးတည်တင်တယ်ပြီးတော့အာဒီအကန်ဆူ rabbit ထားတာတွေပေါ့နော် rabbit ထားတာ ဒီတခြားပွဲတွေအဆင်ပြေပြီးလိမ့်မယ်နျူကာဆယ်ရဲ့ပွဲမှာအဆင်မပြေဘူးပေါ့နော်အာဒါကဘာကိုပြောချင်တာလဲဆိုတော့ဟိုအင်ဇာကောင်းကောင်းမလုပ်ဘူးပေါ့နော်တခြားအသင်းကိုသူစိတ်ဝင်စားဘူးကိုကိုနေပြူဟာကိုပဲအာကိုယ့်အကိုဖန်တီးမယ်ဆိုရဲပုံစံမျိုးပေါ့နော်သူများဘလို့ပြန်တုံ့ပြန်မလဲဆိုတာပေါ့သူစိတ်ဝင်စားဘူးစိတ်ဝင်စားတော့သူအင်ဇာကောင်းကောင်းမလုပ်ခဲ့ဘူးနျူကာဆယ်ဘလို့ကစားလဲသူမသိဘူးမှန်းမ်းပြောရင်သူမသိဘူးဒီပရမဘိုင်း ကစားပြီးတဲ့အခါမှသာလျှင်ဒုတိယပိုင်းရောက်မှသူကောင်းကောင်းတိသွားတယ်တိသွားလို့ချင်းတယ်ဒါပေမဲ့ဒါဟိုလူထုတ်ခံရလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးချင်းသွားတာမျိုးပေါ့နော်ဒါပေမဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းအဲ့လိုမျိုးလေးတော့ခွဲပြောခွဲပြောရမယ်ပေါ့နော်အဲ့တော့ဒီအမြင်အခုအမြင်ကပြောရရင်ကွာအဲ့အန်ဆိုမာရက်စကားကလေလူသူအဲ့ခါခွက်ကိုမြင်လို့ချိန်းတာတည်းဆိုင်ရင်လူနီလူတယောက်ထွက်သွားတဲ့အချိန်တွေမျိုးလို့မဖြစ်မနေချိန်နိုင်ရတဲ့ပုံစံလို့ပဲကိုကတော့မြင်တာ သူထားမှာတော့ဒီဘွဲကအဲ့ဂျက်ဆင်ကဒီမရည်ရွယ်ပဲနဲ့လုံလိုက်တာပါအမို့မရည်ရွယ်ဆိုတော့ရည်ရွယ်ချက်ရှိရှိနဲ့လုံပြီးတော့ဒါမထင်မဖက်နဲ့ဒီလိုထွက်သွားတဲ့အချိန်အချိန်ကျမှပဲသူအနေနဲ့အဲ့တက်တစ်ကဲကိုမဖြစ်မနေချိန်လိုက်ရတာအမေတော့ဒီအန်ဆိုမာရက်စ်ခါကဒီကန်စီတို့ right back မှာထွက်လာပြီဆိုရဲနယူးနဲ့ပွဲမှာအဆင်မပြေနိုင်ဘူးဆိုတာကိုအခုကသိရကွာဟိုသိရဆိုတာကနယူးကဆယ်နဲ့လီဗာပူးနဲ့ကစားပုံကတခြားစီပဲဟိုအဲ့ရကိုသိရနယူးကဆယ်ကအလောက် high press ဆော့တဲ့အသင်းမဟုတ်ဘူး။ तू ကဒီ middle low ကိုပဲကောင်းကောင်းဆက်တဲ့ချတဲ့အချိန်မှာအဲ့မှာအဲ့ဘေးဒက်အတွက်ကအဲ့လောက် pressure မများတဲ့အချိန်မှာဘေးဒက်ကိုအမှန်ကုစရာမလိုဘူး၊ဂိုင်ဆေးတို့ကလေအမှန်ဒီ UI ရဲ့ဒီ middle low ဆက်ကကိုဆွဲချဖို့ဆိုရင်ဒီ natural MBRB တွေသုံးမှသာလေသူက distract out လုံးနိုင်မှာအဲ့အဲ့လိုလုံးနိုင်မဲ့အချိန်မှာ तू အဲ့လိုထွက်လာပြီဆိုတော့အဆင်မပြေတော့ဘူးအဲ့မှာဘာဖြစ်လဲဆိုတော့ तू ကဘေးဒက်ကနေပြီးတော့သူ့စီကိုရောက်တယ် तू ကနေပြီးတော့ဒီ ထားပါတော့ဒီ advance ကစားသမားတွေပေါ့နော်ဒီ attacking midfielder ကစားသမားတွေကိုပြီးလိုက်လို့ဘောလုံးပြတ်သွားတဲ့အခါကျရင်ညူကအဲ့ရအောင်ချောင်းထားတော့ဟိုဂေါ်ဒွန်နဲ့ဘာနက်ကလည်းမြန်တယ်တကယ်ဆိုရင်ဘာနက်ကတိုင်စီတို့ရဲ့အချမ်းမဟုတ်ဘူးကိုထက်ရသိလားဂေါ်ဒွန်ကသာဒီကိုင်စီတို့ရဲ့အချမ်းဒါပေမဲ့ဘာနက်ကအဲ့နေ့ကအဲ့မနက်အဲ့မနက်ဟိုပါပဲဒီအစောပိုင်းမှာပေါ့နော် အစောပိုင်းမှာလည်းကိုကအဲ့ကန်စီရိုရဲ့ဘတ်ချန်းကိုဒီလိုခရော့ဖြက်ဖြက်ပြေးတာမျိုးနှစ်ချိန်လောက်ကြွေးရတယ်အဓိကကတော့သူတို့အဲ့ဟာဘက်ကိုကောင်းကောင်းသိရယ်ကွာနယူကအဲ့အဲ့တိုင်းကိုလှုပ်လာတယ်သူတို့အန်ဇိုမာလက်စကာလည်းဒီအဲရစ်တန်ဟက်လိုပါပဲအမှန်တမ်းပြောရင်အဲရစ်တန်ဟက်လိုပဲသူကကိုလှုပ်ချင်တဲ့ဟာကိုပဲသိရယ်တစ်ဖက်သင်းပေါ်မှာ preparation လှုပ်လာတဲ့ပုံမှာကျတော့အားနေတယ်ဟိုအဓိကကတော့ဟို ကိုလုံးလာကိုလုံးချင်တဲ့အတိုင်းဟိုပလန်လာတာပြဿနာမဟုတ်ဒါပေမဲ့အလုံးမဖြစ်ခဲ့ရင်ဆိုတဲ့ second ပလန်တော့ပါလာခဲ့ရင်ကိုဒါအဆင်ပြေသေးရဲ့ဒါပွဲကအမှန်တမ်းပြောရင်ဒါဂျက်ဆင်ကတော့ highlight တော့ highlight ဖြစ်သွားတာပေါ့သူကအဓိကတော့မလိုလားဖက်နဲ့လုံးလိုက်တဲ့အတွက်သူက highlight ပို့ဖြစ်တယ်ဒါပေမဲ့ဒီ Anzomares ကအနေနဲ့ပွဲတိုင်းဟိုကအဓိကဒီ viewer တစ်မျိုးတည်းနဲ့ပဲဒီပုံစံတစ်မျိုးတည်းနဲ့ပဲသွားတာကတကယ်ကြတော့မလွယ်ဘူးအနည်းဆုံး ူ့ရဲ့ဒီ base structure ကြီးကိုအရန်ချိန်ခိုင်းနေတာမဟုတ်ဘူးသူဒီ slide လေးတော့ချိန်လိုက်မယ်ဆိုရင်ကိုကအဆင်ပြေနိုင်တဲ့အားရှိရဲ့အနည်းကပွဲတော် line အမှာကြီးလိုက်တယ်ဒီ RB မှာဒီ kind zero ပါလာပြီဆိုတော့အမှန်တမ်းပြောရင်ဒီ you ကဒီ gordon ကအရင်တော့နားနေရလဲပါရဲ့ဒီရှေ့ပွဲတွေမှာမတုံးဘူးအခုထက်သတိထားမိလား gordon လीဒါပေမဲ့ဒီ chelsea နဲ့ပွဲမှာ तू အဲ့ဝင်းကိုဖိအားပေးခြင်းလို့မဟုတ်ဘူးအဲ့လိုမြန်တဲ့ကောင်ကိုထည့်လာတာထည့်လာတဲ့အချိန်မှာအမှန်တမ်း ဒါကပထမပိုင်းကဘယ်လိုမှမရှင်းနိုင်ပါဘူးကွဒီ tactically အရာတော့တော်တော်ကြီးကိုနှိမ့်ပါလေနှိမ့်တာလူထုတ်လိုက်လို့ကျတော့လူထုတ်လိုက်တဲ့အချိန်မှာလူထုတ်လိုက်တဲ့အချိန်မှာတော့ဒါ new ကတော့အစောတည်းကအရှင်းတယ်အလောက်ကြီးထိပူသရှင်ခြင်ပြီးတော့ကစားတဲ့အတင်းမဟုတ်တဲ့အတွက်ဟိုကိုရီးယားတယောက်ထုတ်ခံသွားတဲ့အချိန်မှာဒီသူတို့ဒီ stress out လုပ်နိုင်တာပဲပြောဒါပေမဲ့ stress out လုပ်နိုင်တဲ့အချိန်မှာ win နေဘက်ကိုတော့ဆွဲပြီးတော့ခွန်နိုင်တယ်ဒါပေမဲ့ဒီ central မှာကျတော့ဒီဟို ကိုသွင်းမဲ့ကောင်မရှိတော့တဲ့ပုံစံမျိုးလိုဖြစ်သွားပါတော့ဆိုတော့အမှန်တိုင်းပြောရင်တော့အအင်းနေရပွဲရဒီအန်ဆိုစကအန်ဆိုမာရက်စကရဲ့အားနဲ့ချက်ကိုပဲကိုကတော့ဘိုးမြင်နေဘာလို့လဲဆိုတော့ဒီ high pressing ကစားတဲ့အသင်းတွေနဲ့မှာ तू ကဘေးဒက်ကိုအဲ့လိုမျိုး လွယ်အောင်မလို့ inverted အနေနဲ့ထားကစားတာနားလည်လို့ရတယ် extra body ထည့်တာနားလည်လို့ရတယ်ဒါပေမဲ့ beta phase မှာအရင်မှမယုံကန်နေရတဲ့အချိန်မှာ extra body ထည့်လိုက်တဲ့အချိန်မှာ middle ကနေဘောလုံးပြတ်သွားတဲ့အချိန်ကျရင်အဲ့ဝင်းတစ်ချက်ကိုပဲ new ကဖိသွားအဲ့တစ်ချက်နဲ့ပဲလောက်သွားလို့ပဲကိုကတော့မြင်တယ်အဲ့အဲ့မှာလေဒီပထမဆုံးလည်းအဲ့လိုအဲ့လိုမျိုးပါပဲသူ့ပါပထမဆုံးပြီးလိုက်ရတဲ့ကိုလည်းအဲ့လိုပဲဆိုတော့ဒီ anzomaris ကတော့ခုနောက်ပိုင်းဒီ modern food modern ဒီပြဒီနည်းနည်း နည်းနည်းဒီ modern modern football မှာဒီ potential ရှိတဲ့နီးပြတိုင်းရဲ့အားနည်းချက်လိုပဲပြောမလားဒါဟာ Anso Mares ကမှမဟုတ်ဘူးဒီတိုင်းဖြစ်တယ်ဒီနီးပြတော်တော်များများသူတို့ရိုက်ရှင်တာပဲသိရပေါ့သူတို့ကိုပြန်ရိုက်လိုက်တဲ့အခါတော့သူတို့ကိုတစ်ခါကပြန်ပြီးတော့ respond လုပ်လိုက်တဲ့အခါမှာသူတို့ဒီ experience အရာကြတော့ ဒီ tactically ကိုဒီချက်ချင်းချိန်နိုင်တာမျိုးတွေပါရေမလုံမလုံနိုင်သေးတဲ့အခြေအနေမျိုးကိုကြုံရတယ်ဆိုတော့အိုင်းနီးရလေအဲ့ဟိုအကန်စီရိုကြီးအာဘီထွက်လာပြီဆိုတော့သူဒီလီဗာပူးနဲ့ပွဲမှာလည်းတော်တော်အဆင်ပြေခဲ့ရဆိုတော့ဒါသူကလည်းကြိုက်တာကိုကြိုက်တော့ကျတော့သူသူ့ပုံစံကလည်းဒီဘေးမှာပဲကွင်းလေရနေပြီးတော့ပဲပိုဆက်ရှင်ယူပြီးတော့ကစားတာဒါပေမဲ့နီယူကအဲ့အဲ့လိုအဲ့လိုလူလူတွေအဲ့မှာထက်လေသူကပိုကြိုက်တယ်ပဲသူတို့ကသူတို့ရဲ့ structure ကို throw out လုပ်ဆိုတော့ကိုယ်ကကျွန်တော်ပြောရှင်းရှင်းလေးချယ်ဆင်းကသူ့ရဲ့ဒီ ကွင်းလေတွေကိုအလဲမာစုလေးနေယူကသူ့ရဲ့ mid blower ကကောင်းကောင်းခံလို့ရလေပဲလေဟုတ်တယ်မလားအဓိကကဒီ win နေဘက်ကို threat အလုံးမှာဒါပေမဲ့အဲ့မှာဘာသွားဖြစ်တုံးဆိုတော့ဟိုကောင်ပါလေဖဲ netdo လာ netdo ကကျတော့သူ isolate ဖြစ်ရောတယောက်ထဲဘလူမန်းလဲကြော်ဖို့ရမယ်အာ chelsea ရဲ့ပြဿနာပါပဲ chelsea ကအဲ့ asomares ကရဲ့ပြဿနာကအဲ့တိုင်းပဲသူပွဲတိုင်းကိုတူညီတဲ့ပုံစံတစ်ခုနဲ့ချင်းကက်လာတယ်ဒီအလုံးမဖြစ်မှုတွေလုံးဖြစ်သေးဆိုတာတည်းဒီခေါင်းမာမာနဲ့ပေပြီးတော့ကစားရဲကစားတဲ့အခါမှာတချို့ပွဲတွေမှာအဆင်ပြေတချို့ပွဲတွေမှာရုံးခံရတဲ့ပွဲကြရင်သူတို့ ဟိုမလို့တော့ဒါပေမဲ့အခုတော့နည်းနည်းတော့ချန်ပီယံလိတော်တော်နည်းနည်းပိုပြီးတော့ရုံးကန်သွားတာပေါ့ဆိုနေယူနဲ့ပွဲမှာရှုံးလိုက်တာဆိုတော့ဒီကနေ့ကျတော့ဒီဂျက်ဆင်ကတော့ highlight ဖြစ်သွားတယ်။ तू အမှန်တိုင်းပြောရင် तू ခုံလို့ဖို့တံတောင်ထုတ်တယ်ဆိုတော့ဒီခုံတဲ့ချိန်မှာအာယူရလို့ဆိုတာနားလေပြေးလို့ရတယ်ဒါအဝေးကိုတမင်သွားတိုက်တာဆိုတော့ဒါမခုံလို့မခုံဘူးဒီကောင်မခုံမနဲ့ ဟုတ်တယ်ဘာပြန်ကြည့်လိုက်ပြီဆိုတော့အတိရဘာဘာပြန်ကြည့်ပြီးတော့ဒီအနည်းပြန်ပြလိုက်တယ်ဆိုရင်အာဒီဒီလုံးဝအနီးပဲလို့အနီးသွားမှာပဲသူကဒီ user လေးရှိရတယ်ဆိုတော့လေဆိုတော့ဒါကတော့မရင်ကျက်တာပေါ့မရင်ကျက်ဖ ೇನೆ အဲ့လိုမျိုးလှုပ်လိုက်တော့ကျတော့အတင်းရပို့ပြီးတော့ struggle ဖြစ်သွားတယ်လို့ပဲထင်တယ်ဆိုတော့ဒါပေမဲ့ချမ်းတော့ရှိပါလေအဲ့လောက်ကြည့်ဒီမို့ကျတော့ Nordian for all လေ not for all ကလည်းတေးကြသွားတယ်နော်ရှုံးသွားလားတေးကြတေးကြတော့တော်ကန်ကောက်ရဟိုကပါလက်စတာစီးရီးယားအဲနောက်ကနေလိုက်ရှူရတာဟုတ် လက်စတာကကျေးဇူးဆက်တာပေါ့လို့ကျေးဇူးဆက်တာလို့ပဲတွေးလိုက်တော့အာတည်ကြွားတော့ဟိုလူမစွမ်းတော့နတ်မပေါ့ကိုယ်ရကျွန်တော်တို့ဟာလန်စင်ကားနေပြီးတော့မစင်မစင်ရအောင်